ောတောင်မြို့တို့စစ်တပ်ကထိုးစစ်ဆင်ရန်ပြည်အောင်စုလမ်းမကြီးကိုအုံပြုပြီးစစ်ရန်အားနဲ့လက်နက်ခဲယံအများပြားဖြည့်တင်းနေ၍တိုက်ပွဲများပြင်းထန်လာနိုင်ကြောင်းတီးရပါတယ်။တရင်တိုင်းတိုင်းမောတောင်မြို့ကိုအကြမ်းဖက်စစ်တပ်ကထိုးစစ်ဆင်ရန်ပြည်အောင်စုလမ်းမကြီးကိုအုံပြုပြီးစစ်ရန်အားနဲ့ခဲယံအများပြားဖြည့်တင်းနေ၍တိုက်ပွဲများပြင်းထန်လာနိုင်ကြောင်းရဲ့ခိုင်ပြည်သူ့ကော်မတီအဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်ဒီဇင်ဘာလ10ရက်နေ့မှစတင်ပြီး အကျန်းဖက်စစ်တပ်ကမော်တော်မြို့ကိုပြန်လည်သိမ်းပိုက်နိုင်ရန်မြိတ်ကော်တောင်ပြည်တော်စုလမ်းပိုင်းကိုအသုံးပြုပြီးစစ်ရင်အားနဲ့လက်လက်ခဲရန်အမြောက်အများဖြည့်တင်းကစစ်ကြောင်းများတပ်ဖြတ်ထားခြင်းဖြစ်ကြောင်းသိရှိရပါသည်ထို့သောအကျန်းဖက်စစ်တပ်ကအင်အားအများပြားဖြည့်တင်းထားသည့်အတွင်တွန်လှန်ရေးတပ်ဖွဲ့များနဲ့စစ်ရေးတင်းမာနေကတိုက်ပွဲများပြင်းထန်လာနိုင်ကြောင်းလက်ရှိချိန်ထိနှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးတော့လေစစ်တပ်စစ်ကြောင်းများ80ဒေါ်လာပါက တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်းသိရှိရပါတယ်။ထို့သောစည်ရင်မာနေခြင်းကြောင့်ပြည်သူများအနေဖြင့်ဒီဇင်ဘာလ10ရက်နေ့မှစတင်ပြီးမြိတ်ကော်တောင်ပြည်တော်စုလမ်းပိုင်းကိုည6နာရီမှနံနက်6နာရီတွင်လုံးဝဖြတ်တန်းသွားလာခြင်းမပြုလို့ရန်မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။စစ်ခွေးတွေကမောတော်မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်မြိတ်ကော်တောင်ပြည်တော်စုလမ်းပိုင်းကနေစစ်ရင်အားနဲ့လက်လက်ခဲရန်တွေအမြောက်အများပို့ဆောင်နေတယ်။ပြီးတော့စစ်ခွေးစစ်ကြောင်းတွေကလည်း ီတောင်စုလမ်းပိုင်းမှာတပ်ဖြတ်ထားတယ်။အဲလိုအခြေအနေတွေကြောင့်တိုက်ပွဲကတော့တေချာပေါက်ဖြစ်နိုင်တဲ့အခြေအနေပေါ့။အဲဒါကြောင့်ကျွန်တော်တို့ကဒီနေ့ကော်တော့ပြီတောင်စုလမ်းပိုင်းကိုမတုံးဖို့ပိတ်လိုက်ရတာ။တိုက်ပွဲဖြစ်ပြီးဆိုရင်နေ့ရောညရော အခြေမူရေးဖြစ်နိုင်တာဆိုတော့လုံးဝအတုံးမပြုတ်ရင်ပိုကောင်းတယ်။နောက်ပြီးလမ်းပိုင်းမှာစစ်ခွေးတွေတွေ့ရင်ကပ်ပြီးတော့မလိုက်ဖို့ပြောကျင်တယ်ဟုမြိတ်ခရိုင်ပြည်သူ့ကော်ဝေးအဖွဲ့မှတာဝန်ရှိသူကပြောပါရတယ်။နိုဘာလာ14ရက်နေ့နာနဲ့အစောပိုင်းတွင် မောတော်မြို့ကိုတော်လှန်ရေးတပ်များကသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းမောတော်မြို့သိမ်းတိုက်ပွဲသည်၃ရက်ခန့်သာကြာမြင့်ခဲ့ပြီး Can you can LA ဦးဆောင်မှုနဲ့အတူမောတော်မြို့သိမ်းတိုက်ပွဲကို Can LA တပ်မှ၄မှတရင်နှစ်၃ရာသုံးတရင်၁၁ KNDO တရင်ခွန်တရင်၁ BPLA FFD တို့ကပူးပေါင်းသိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းစစ်တုံးပန်း၄၀ကျော်ဖမ်းဆီးထိန်းသိမ်းရရှိခဲ့ပြီး၁20မမအမြောက်နှစ်လက်၁20မမလက်နက်ကြီးကြီး189တောက် .5 စစ်တပ်နဲ့တလက် 60မမ3လက် RPG 2လက်ငကြင်းမီး1လက်လက်လက်ငယ်36လက်နဲ့အခြားလက်နက်ခဲယံများစွာတင်းစီရရှိခဲ့ကြောင်းသိရှိရပါတယ်။ကမ္ဘောဒီးယားပေါ်တီးခတ်နိုင်စွာကုန်ဆုံးသွားပြီဟုထိုင်းစစ်တပ်ကကြေညာလိုက်ပြီးထိုင်းဝန်ကြီးချုပ်ကလည်းအရှိန်အဟုန်ဖြင့်စစ်တပ်ရန်စစ်တပ်ကိုမီးစိမ်းပြခွင့်ပြုပေးလိုက်ပြီးဟုတရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ကမ္ဘောဒီးယားပေါ်တီးခတ်နိုင်စွာကုန်ဆုံးသွားပြီဟုထိုင်းစစ်တပ်ကကြေညာလိုက်ပြီးထိုင်းဝန်ကြီးချုပ်အနုတင်ကလည်း ထိုင်းစစ်တပ်၏စီးရေးဆောင်ရွက်ချက်များအပြစ်အဝထောက်ခံကာကမ္ဘောဒီးယားကို အရှိန်အဟုန်ဖြင့်စစ်တပ်ရန်မီးစိမ်းပြခွင့်ပြုပေးလိုက်ပြီးဟုတရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ထိုင်းစစ်တပ်ကတရားဝင်သတင်းစာရှင်းလင်းပွဲပြုလို့ရကမ္ဘောဒီးယားပေါ်တိခနိုင်စွာကုံဆုံသွားပြီဖြစ်ကြောင်းထိုင်းစစ်တပ်အနေဖြင့်တိုက်ပွဲဝင်ရန်အပြစ်အဝအသင့်ပြင်ဆင်ထားပြီဖြစ်ကြောင်းကမ္ဘောဒီးယားကလက်နက်ကြီးများအသုံးပြုတိုက်ခိုက်ပါကထိုင်းစစ်တပ်ကအင်အားပြည့်တိုက်ခိုက်ရန်အသင့်ပြင်ဆင်ထားပြီဖြစ်ကြောင်းထုတ်ပြန်ကြေညာပါတယ်။ ထိုင်းပြည်သူလူထုနဲ့အချုပ်အခြာအတွက်လိုအပ်သောအရေးယူဆောင်ရွက်မှုအားလုံးကိုထိုင်းစစ်တပ်ကအပြည့်အဝလှုပ်ဆောင်သွားမည်ဖြစ်ကြောင်းထိုင်းစစ်တပ်ကို ထိုင်းပြည်သူများကအပြည့်အဝယုံကြည်ထားရှိကြရန်ထိုင်းစစ်တပ်ကတောင်းဆိုထားပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံသည်နေဆက်ဒေသဆိုင်ရာအငင်းပွားမှုများနဲ့ပတ်သက်၍ရခင်ကလည်းလက်လက်ကိုင်းပြည်ပခများဖြစ်ပွားခဲ့မှုတော်လဲလက်ရှိကာလတွင်ဖြစ်ပွားနေသောစီးတင်းမာမှုမှာအမြင့်ဆုံးသို့ရောက်ရှိနေခြင်းဖြစ်ပါတယ်။ ထို့ပြင်ထန်းဝန်ကြီးချုပ်အနုထင်ကလည်းစစ်တပ်၏စီးဆောင်ရွက်ချက်များကိုအပြည့်အဝထောက်ခံပြီးလက်ရှိစီးလှုပ်ရှားဆောင်ရွက်မှုများကိုရပ်တန့်စရာမရှိတော့ကြောင်းကမ္ဘောဒီးယားရှုံးနိမ်အကုံသွားသည့်အထိတိုက်ခိုက်သွားမည်ဖြစ်ပြီးစစ်တပ်ကိုလည်းစစ်တပ်ရန်အမိန့်ပေးခွင့်ပြုလိုက်ပြီးဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပါသည်ထန်းဝန်ကြီးချုပ်ကထိုင်းပြည်သူများကိုကာကွယ်ရန်ကိုသာအဓိကအာရုံစိုက်ထားပြီးကြံသောအရေးကိစ္စများကိုယူဆမည်မဟုတ်ကြောင်းထုတ်ဖော်ပြောဆိုသွားပါသည် ကမ္ဘောဒီးယားနဲ့ထိုင်းတို့သည်ယမနီဒီဇင်ဘာလ၈နှစ်မှစတင်ပြီးနှစ်နိုင်ငံအပြင်းထန်တိုက်ခိုက်မှုများစတင်ခဲ့ပြီးယခုနှစ်အတွင်းဒုတိယအကြိမ်မြောက်နယ်စပ်ဒေသတိုက်ပွဲများဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။မန္တလေးမှာလမ်းသွားလမ်းလာတွေကို PSMS နဲ့စစ်ဆေးလာကြောင်းသိရပါတယ်။အခုရပိုင်းတွေတွင်မန္တလေးမှာစစ်ကောင်စီတပ်ကလမ်းသွားလမ်းလာပြည်သူအချို့ကိုလူပုတ်ကိုစစ်ဆောင်ကြည့်စနစ် process scrutinization and monitoring system PSMS နဲ့တိုက်ဆိုင်စစ်ဆေးတာတွေပြုလုပ်လာတယ်လို့မြို့ခံတွေစီကတီးရပါတယ် စစ်ဆေးမှုမှာတော့စစ်တပ်ရဲထွေအုပ်နဲ့ရကြေးလုံကြုံရေးဆိုပြီးဖွဲ့စည်းပေးထားတဲ့အပြာယူနီဖောင်းဝတ်ပြူစောထီတွေပါဝင်တယ်လို့မြို့ခန့်တွေကပြောပါတယ်။ရခင်ကစစ်ကောင်စီစစ်ဆေးရဲ့ဖွဲ့စစ်ဆေးရာမှာဖုန်းကိုစစ်ဆေးတာဆိုင်ကယ်ရဲ့ tool box ကိုဖွင့်ပြခိုင်းပြီးရှာဖွေတာမျိုးကလည်းအခုခါမှာတော့မှတ်ပုံတင်နံပါတ်အမိကိုမေးပြီးအသင့်ပါလာတဲ့ tablet ထဲမှာထည့်သွင်းထားတဲ့ PSMS နဲ့တိုက်ဆိုင်စစ်ဆေးနေတာလို့သိရပါတယ်။မန္တလေးရဲတပ်ဖွဲ့နဲ့နီးစပ်သူတူရဲ့ပြောပြချက်အရ BSMS နဲ့ထဲမှာနိုင်ငံရေးအရာအမှုဖွင့်ထားသူတွေအလိုရှိသူတွေရဲ့ကိုယ်ရဲ့ချက်လက်တွေကိုထည့်သွင်းထားတယ်လို့သိရပါတယ်။အချက်လက်တွေကိုစုစည်းရမှာတော့မှတ်ပုံတင် smart card passport ပြုလို့ရမှာရရှိထားတဲ့ချက်လက်တွေကိုလည်းထည့်သွင်းထားတယ်လို့မလေးရဲတပ်ဖွဲ့နဲ့နှိဆက်သူကဆိုပါတယ်။ရခိုင်ကအဲရစ်စင်းနဲ့တိုက်ဆိုင်စစ်ဆေးတာကိုမြို့ဝင်မြို့ထွက်ဂိတ်တွေမှာအဓိကထားစစ်ဆေးတာပါ။မလေးမှာပြီးခဲ့တဲ့ရက်ပိုင်းကအာနာသိန်းစစ်ကောင်းဆောင်လာရောက်ဖို့ရှိတဲ့အတွက်လုံခြုံရေးတင်းကျပ်ထားတဲ့ လူ့လူတပိတ်ကောင်းဆောင်တူဖြစ်တဲ့ဒေါက်တာသေစာစာဦးဆောင်ပြီးစစ်အာဏာရှင်စန့်ကျင်ရေးဆန္ဒပြခဲ့ပါတယ်။အဲဒီနောက်စစ်ကောင်စီတပ်ကဆန္ဒပြပွဲမှာပါဝင်သူတွေကိုဖမ်းဆီးဖို့အတွက်စစ်ဆေးမှုတွေပြုလုပ်လာတာဖြစ်ပါတယ်။ဒီနေ့မှဆိုရင်မနေ့ပိုင်းကလေးကမလေးဈေးချိုတွင်ကဈေးတန်းတွေမှာစစ်တပ်နဲ့ရဲပူပေါင်းဖွဲ့ကနေတယ်လို့ဈေးချိုပြင်ပတန်းကဈေးသည်တူကပြောပါတယ်။အေယာဝတီတိုင်းမှာစစ်ကောင်စီကတိုက်လေရင်အနိုင်ပြန်သားပြီးပြည်သူကိုထပ်မံချင်းချောက်ကြောင်းဒီရပါတယ်။ ဧရာဝတီတိုင်းကလေးလက်နာနဲ့တာပေါင်းမြုပ်နယ်မှာတိုက်ပွဲတွေပြင်းထန်နေစဉ်ဇလုံနဲ့ဟင်္ဒရမြုပ်နယ်တွေမှာစစ်ကောင်စီကတိုက်လေအနိုင်ပြန်ပြပြီးလူထုကိုထပ်မံချင်းချောက်သွားပါတယ်။တိုက်လေတစင်းဟာဒီဇင်ဘာလ9ရက်မနက်09:55မိနစ်ခန့်မှာထင်ထင်ရှားရှားမြင်ရတဲ့အထိအနိုင်ပိုင်းကနေပတ်ပြန်သွားတယ်လို့ဟင်္ဒရမြုပ်ခန့်တူကပြောပါတယ်။ဒနေရာကိုဘုံကျဲသွားတာမျိုးမဟုတ်ဘူး။ဘုံသွားကျဲရင်ဟိုးအမြင့်ပိုင်းကနေအတန်ကြားရတယ်။အခုကနိုင်နေလင်းကနေပြန်တာ။ လူတွေရောခွေးတွေရောအိမ်မွေးတိရစ္ဆာန်တွေရောအကုန်ကြောက်လန့်ကုန်တာလို့ဟင်္ဒရာမြို့ကုန်းကြီးရက်ကဒေသခံတဦးကပြောပါတယ်။နောက်ထပ်ဒေသခံတဦးကတိုက်လေရင်ကိုရိပ်ပြသွားသေးတာပါဝါပြတာချိတ်ချောက်တာဘိုင်လော့ကဟင်္ဒရာသားမို့လာပြီးအစွမ်းပြလာလားမသိဘူးလို့ပြောပါတယ်။ဇလုံဟင်္ဒရာနဲ့ဒနုဖြူမြို့နယ်တို့မှာပြီးခဲ့တဲ့ဩဂုတ်နဲ့စက်တင်ဘာကလည်းဒီနေ့လိုပဲတိုက်လေရင်အနိုင်ဘိုင်ကနေပတ်ပြန်သွားတယ်လို့ဒေသခံပြည်သူတွေကစိုးရိမ်ထိတ်လန့်ခဲ့ကြဘူးပါတယ်။စစ်ကောင်စီက ။ EAU ဒီတိုင်းမှာရွေအချက်ရှိရှိနဲ့လေကြောင်းကနေချင်းချောက်တာလို့ဒေသခံတွေကပြောပါတယ်။လက်ရှိမှာဇလွန်ဟင်းတဒဒလူဖြူမြို့နှုန်းနဲ့ဆယ်မိုင်ကနေမိုင်20ကြားဝေးတဲ့လေးမျက်နှာမြို့နယ်မှာအာခတ်တတော် AA ပြည်ထက်ပူအောင်တပ်တွေနဲ့စစ်ကောင်စီတပ်တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကိုစစ်ကောင်စီကလေကြောင်းကနေမကြာခဏဘုံကျဲနေပါတယ်စစ်ကောင်စီက တိုက်လင်းအနေပြန်ပြီးဒေသခံပြည်သူတွေကိုချင်းချောက်နေတဲ့လုံရဟာသက်ဆိုင်ရာမြို့နယ်တွေမှာနေထိုင်ကြတဲ့စစ်ကောင်စီလက်တက်ကအရာရှိတွေရဲ့မိသားစုဝင်တွေပေါ်ကြီးမားတဲ့တက်ရောက်မှုရှိနေပါတယ်။လေကြောင်းကားတွေတိုက်ခိုက်လို့လူတွေတေတဲ့သတင်းတွေထွက်တဲ့ရက်တွေအခုလိုဂျက်ဖိုက်တာတွေပြန်ပြပြီးချင်းချောက်တဲ့ရက်တွေမှာဆိုစစ်တပ်ကကောင်တွေရဲ့တာသမီတွေကြောင်းလာမတက်ကြဘူး။သူတို့ကိုလည်းအတားနဲ့မှအခြားចောင်းသားတွေကအခေါ်ပြောမလို့ကြဘူးလို့ဇလုံမြုပ်ကအထက်တန်းចောင်းသားတူဦးကပြောပါတယ်။ပြီးခဲ့တဲ့မေလ၁၂ရက်ကစကိုင်းတိုင်းဒပင်းမြုပ်နယ်က ။ဩရင်ကျေးရွာစာတင်ကျောင်းကိုစစ်ကောင်စီကလေကျောင်းတိုက်ခိုက်တာမှာကျောင်းသားတွေနဲ့ဆရာဆရာမအပါအဝင်24ဦးသေဆုံးခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုကိုဟင်္ဒရာမြုံနယ်ဇာတိလေတပ်အရာရှိကကျူးလွန်ခဲ့ကြောင်းသတင်းတွေထွက်ပေါ်လာခဲ့ပြီးတဲ့နောက်အဲ့ဒီလေတပ်အရာရှိရဲ့မိတ်ဆွေတွေကသူတို့ကလေးတွေတက်နေတဲ့အကြောင်းတွေကနေလှုပ်ထွက်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ NUG အားနည်းချက်များရှိကြောင်းယာယီသမရဒူဝါလရှိလာကဝန်ခံပြောကြားပါတယ်။ ဒိုင်းဒါရာစုကြီးများအစိုးရဖွဲ့တဲ့ပါဝင်လာရန်ကြိုးပမ်းတော်လဲအကန့်အသတ်များရှိနေစေဟုတီးရပါတယ်။ပြီးခဲ့တဲ့လေးသတာကာလအတွင်းနေဦးတော်လာရေးမှာအောင်မြင်မှုတွေရှိခဲ့တယ်လို့ကြာရှုံးမှုတွေလည်းရှိခဲ့ပြီးအဆိုပါကြာရှုံးမှုတွေဟာအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့အားနည်းချက်ကြောင့်ဖြစ်တယ်လို့ယာယီသမရဒူဝါလရှိလာကဝန်ခံပြောဆိုလိုက်ပါတယ်။ဒီဇင်ဘာလ10ရက် NUG အစိုးရဖွဲ့ဝန်ကြီးနဲ့ဒုဝန်ကြီးအချို့အပြောင်းလဲလုပ်ကဝန်ကြီးဌာနတချို့ကိုဖျက်သိမ်းပေါင်းစည်းတာတွေပြုလုပ်ပြီးနောက် ညပိုင်းမှာယာယီသမရကပြည်သူကိုမိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့၄နှစ်အတွင်းမှာသူတို့အစိုးရရဲ့လုဆောင်ချက်တွေထဲမှာအောင်မြင်မှုတွေရှိတယ်လို့ကြားဆုံးမှုတွေလည်းရှိခဲ့တာကိုယူသားစွာဝန်ခံပြောကြားလိုပါတယ်။ဒါအပြင်အခက်ခဲကြားကားတွေပြည်သူနဲ့အတူရုံးကန်ကြော်ဖြတ်နေစေစိန်ခေါ်မှုတွေလည်းရှိနေကြောင်းဝန်ခံပြောကြားလိုပါတယ်။အစိုးရတရရဲ့အောင်မြင်မှုဟာ ပြည်သူတရရုံးရဲ့အောင်မြင်မှုဖြစ်ပြီးအစိုးရတရကြဆုံးမှုဟာအဲ့ဒီအစိုးရရဲ့အားနည်းချက်ဖြစ်တယ်လို့ကျွန်တော်ခံယူပါတယ်လို့ဒူဝါလရှိလာကပြောကြားခဲ့ပါတယ်။ဒါအပြင် NUG အနေနဲ့လူမှုအကျိုးနဲ့တော်လိုင်းအောင်မြင်မှုတွေရဖို့ပြုပြင်ပြောင်းလဲမှုတွေကိုလက်တွေ့လှုပ်ဆောင်ဖို့တွန်းဆုတ်ခဲ့တာမရှိပေမဲ့လူမျိုးပေါင်းစုံဒေသမျိုးကွဲပေါင်းစုံနဲ့အင်အားစုပေါင်းစုံလုံးနဲ့နိုင်ငံမှုပြည်သူတရလုံးမျောလင့်တောင်းတနေတဲ့စုဖွဲ့လက်တွဲမှုမျိုးယခုအချိန်ထိအပြည့်အဝရရှိအောင်မဆောင်ရွက်နိုင်သေးဘူးလို့လည်းယာယီသမရကပြောပါတယ်။ ပြည်သူအာဏာကိုပြည်သူလက်ထက်ပြန်ထည့်နိုင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရဟာတော်လှန်ရေးတပ်အနေနဲ့ဥဆောင်ထမ်းရွက်နေပြီးပြည်သူရဲ့ယုံကြည်မှုကြောင့်လက်ရှိအခြေအနေထိတော်လှန်ရေးလှိုင်းလုံးကြီးကိုလူထုအားနဲ့ချီတက်နိုင်တာဖြစ်တယ်လို့ယာယီသမရကပြောပါတယ်။ဒါကြောင့် UNG ဟာပြည်သူတဘောထားနဲ့ရင်ချင်းအပ်ထားပြီးအစိုးရတည်းပြောင်းလဲမှုကိုရဲရဲတင်းတင်းလှုံ့ဆော်ခဲ့တယ်လို့ NUCC အပါအဝင်ပြည်သူလူထုကိုစားပြုတဲ့အစုဖွဲ့တွေအဖွဲ့အစည်းတွေရဲ့သဘောထားကိုလည်းအဆက်မပြတ်နားဆွနေခဲ့တယ်လို့ပြောပါတယ်။ အလားတူ NUG ပြုပြင်ပြောင်းလဲရေးအတွက်ဇူလိုင်လမှာ NUG Reform Commission ကိုဖွဲ့စည်းပြီးလက်တွေ့ကျကျလှုပ်ဆောင်ခဲ့သလိုပုံမအကောင်းတဲ့မဟာမိတ်စုဖွဲ့မှုတွေနဲ့လည်းပြောင်းလဲဖွဲ့စည်းဖို့ကြိုးစားခဲ့ပေမဲ့အဓိကဒိုင်းသားလက်လက်ကန်အင်အားကြီးကြီးဟာအမျိုးသားညီရဲစိုးရအထက်မှာထက်ထဲဝင်ဝင်ပူပေါင်းပါဝင်လာဖို့လက်ရှိအချိန်မှာအကန့်အသတ်တွေရှိနေတယ်လို့ယာယီသမရကပြောပါတယ်။မဟာမိတ်စီးတပ်ပေါင်းစုနဲ့မဟာမိတ်နိုင်ငံရေးတပ်ပေါင်းစုမှာ တမျိုးသားလုံးညီရွေးကိုကျယ်ပြန့်စွာကိုစားပြုနိုင်တဲ့အစိုးရဖြစ်လာအောင် အထူးသဖြင့်တိုင်းသားတော်လိုင်းအင်အားစုတွေကျယ်ပြန့်စွာပါဝင်လာနိုင်အောင်သူတို့အားလုံးကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အဓိကတိုင်းသားလက်နက်ကိုင်ကြီးတွေဟာအမျိုးသားညီရွေးစိုးရောင်ထဲမှာထက်ထဲဝင်ဝင်ပူးပေါင်းပါဝင်လာဖို့လက်ရှိအချိန်မှာအကန့်အသတ်တွေရှိနေတယ်ဆိုတာသိရပါတယ်လို့ရာသီသမရဒူဝါရရှိလာကပြောခဲ့ပါတယ်။တနည်းအားဖြင့်နက်ဆတ်တက်စခန်း55ခုကိုခံယူကတင်းယူကြောင်းသိရပါတယ်။ ထိုင်းမြန်မာနယ်စပ်တလျှောက်ရှိစစ်ကောင်စီတပ်စခန်း55ခုကိုတနှစ်အတွင်းမှာ KNU နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ကရင်ရင်းချမ်းရဲ့အထောက်အကူပြုကွန်ရက် KPSN ရဲ့ဒီနေ့ထုတ်ပြန်တဲ့အရှိတ်ဘက်နယ်စပ်ကိုပြန်လည်သိမ်းပိုက်ခြင်းစီရင်ခံစာမှာဖော်ပြထားပါတယ်။ KNU ရဲ့အုတ်ချုပ်ရည်နယ်မြေကိုခရိုင်ခုနှစ်ခုနဲ့ဖွဲ့စည်းထားပြီးဒုပလာယာခရိုင်ဖအာမူတရောခရိုင်ဖပွန်မိတ်တဝဲခရိုင်ကလေထူးထူးခရိုင်ညောင်လေးပင် တောဝူခရိုင်တောင်ဝူနဲ့နုတတူခရိုင်တထုံတို့ဖြစ်ကြပါတယ်။အဲ့ဒီခရိုင်တွေထဲကနက်ဆက်တက်စခါ55ခုကိုပြီးခဲ့တဲ့ဩဂုတ်လကနေယခုနဲ့ဩဂုတ်လအထိတနှစ်တာတွင်းမှာတိမ့်ယူခဲ့တာဖြစ်ပါတယ်။စကန်တတော်များများကလည်းထိုင်းနိုင်ငံနက်ဆက်တက်လျှောက်ရှိခန်ယူရဲ့လက်အောက်မှာလုံးဝနှိပါရောက်ရှိနေပြီဖြစ်တယ်။လွန်ခဲ့တဲ့တနှစ်မှာဆိုရင်လည်းခန်ယူဟာတန်လွန်မြင့်နက်ဆက်တက်လျှောက်လုံးကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ မြောက်ဒီရဲ့မြောက်ဖက်နဲ့တောင်ဖက်တောင်ရမြစ်နယ်ဆက်အများစုကိုလည်းပြန်လည်သိမ်းပိုင်နိုင်ခဲ့တယ်လို့အစီရင်ခံစာမိတ်ဆက်ပွဲမှာ KPSN ကရှင်းရှင်းဖော်ပြထားပါတယ်။စစ်တပ်အာဏာသိမ်းပြီး2021ခုနှစ်ဖေဖော်ဝါရီလကနေအခုနှစ်ဩဂုတ်လအထိ၄နှစ်ကျော်ကာလအတွင်းမှာတော့ခေယူနဲ့ပူပေါင်းတပ်ကသိမ်းယူထားတဲ့တပ်စခန်းဟာနယ်ဆက်စခန်းတွေပါဝင်စုစုပေါင်း193ခုထိရှိလာပြီလို့ KPSN ရဲ့စီရင်ခံစာမှာဖော်ပြပါရှိပါတယ်။တစ်ဖက်မှာလည်းစစ်တပ်ဟာဒေသခံပြည်သူတွေကိုကြောက်ရွံ့စေဖို့ တော်နာရဲ့ဖွဲ့စည်းတွေရဲ့ခုခံမှုနဲ့စိတ်သက်ကြစင်းစေဖို့ယူရပြီးအများပြည်သူဆန်ရဆောက်အောင်အများပြားကိုလေကြောင်းလက်လက်ကြီးတက်ခိုက်မှုတွေကိုအရှင်မြတ်လှုပ်ဆောင်ခဲ့တယ်လို့ဖော်ပြပါရှိပါတယ်။အဲဒီတက်ခိုက်မှုတွေကြောင့်2024စက်တင်ဘာလကနေအခုနှစ်စက်တင်ဘာလဒီတစ်နှစ်အတွင်းခင်ယူရဲ့အုပ်ချုပ်ရေးနယ်မြေခုနှစ်ခုတည်းမှာရှိတဲ့ဘုံကြီးကျောင်းခရိယံဖျားရှိခိုးကျောင်းစာတင်ကျောင်းနဲ့ဆေးဘက်ဆိုင်ရာစောင့်တွေပါဝင်အရက်ဖက်စောင့်စုပေါင်း100လုံးကိုပျက်စီးစေခဲ့တယ်လို့ KPSN ကဖော်ပြပါဗျာ။ ဒါအပြင် KNU ကအုတ်ချုပ်ရည်နယ်မြေတပ်မထားတဲ့ခံခုနှစ်ခုထဲမှာစစ်ဘေးရှောင်ပြည်သူတိတိတမသတန်းတော်ရှိလာပြီလို့သိရပါတယ်။စစ်ရှောင်တွေဟာအစားစာခက်ခဲနေစရာထိုင်စရာဆေးဘက်ဆံရာကူရင်များကြီးလိုအပ်ပါတယ်လို့ North Cherry ကအစီရင်ခံစာမိတ်ဆက်ပွဲမှာရှင်းလင်းပြောကြားပါတယ်။